ဂလန်ဂလာကြီးကနေပြီးတော့ပေါ့နော်သူတည်တည်ချာချာလေးဖျောင်းယုတ်လေးလိုဖြစ်သွားတာဒါပေမဲ့သူတောင်းတော့တောင်းနေသေးရပါတော့ဒါပေမဲ့သူ့ရဲ့အရင်နဲ့သူအများကြီးချိုးခဲ့တာကျွန်တော်သိတယ်မိုးရဲ့ပြိတ္တတွေမိုးချစ်ကြတဲ့သူ့ fan တွေပေါ့နော်ဒီဗီဒီယိုမှာလိုအပ်နေတဲ့ဟာလေးရှိလို့ရှိရင်ကျွန်တော်ညံသေးလို့ပါကျွန်တော်ဘက်ကလိုအပ်ချက်တွေရှိနေလို့ပေါ့နော်မိုးကအရင်စူးစမ်းခဲ့တယ်သူ့အရင် appreciate လုပ်တယ်ဇာတ်တယောက်အနေနဲ့ပြောရင်ကတော့တပည့်ကိုထိတ်ဆုံးပါပဲမြင်ကြည့်ပါရယ် အမ်မိုးအများကြီးကျေးဇူးကြရတဲ့ကြောင့်မှကျေးဇူးတင်ပါတယ်ဒီထက်မကမိုးအောင်မြင်ပါအောင်မယ်အောင်မြင်ပါလိမ့်မယ်အဲ့ဒီတော့မှအများကြီးအနောက်ကနေပြီးတော့လဲမိုးကို support လုပ်ဖို့ရှိနေပါတယ်ပြောချင်ပါတယ်ရှင်သူမလုံနိုင်မှုဆက်စကလုံးသူတခေါက်မှမပြောမိုးရအောင်လုံးမှာနော်မိုးအတင်မင်းနော်မိုးတေချာကြည့်မှာသူအဲ့စကားသူအများကြီးပြောအဲ့ဒါလေးရတော့သူတော်တော်တစ်ခုခုပေါ့နော်အောင်မြင်မှုတော့သူရမှာပါသူကဆရာသမားသူအရင်ယူသေးပါတယ် ကျွန်တော်ကမိုးနဲ့မိုးရိုးနဲ့အတီပေါ့နော်ညီမလေးတယောက်ကိုလည်းအကတင်ပေးဘူးတယ်ဆိုတော့အဲ့ညီမလေးကနေပြီးတော့ဆက်သွယ်ရပါပေါ့နော်အအတီတယောက်ပဲအရင်လားဆက်သွယ်ရပါပေါ့နော်ဆက်သွယ်ပြီးတော့မှမမြင့်မြတ်မိုးတင်ရမှာဆိုပြီးတော့ပြောတော့โอเคတင်မင်းမယ်ပေါ့နော်အအဲ့ဒါနဲ့ပဲလက်ခံပြလိုက်တာပါရှင်မိုးကိုစပြီးတော့တွေ့တဲ့နေရအရန်အံ့ဩပါတယ်ပြီးတော့သူ့ရဲ့ကြီးကကျွန်တော်ဒီလိုမျိုးသူ့ကိုမော့ကြည့်နေရတဲ့အနေထားဖြစ်နေဆိုတော့ပြီးတော့သူ့ကိုမေးကြည့်တဲ့အချိန်မှာညီမကလုံးဝမကတောက်ဘူးတဲ့အမားတဲ့သမီး ေချာလည်းမကြည့်ဘူးပေါ့နော်ဆိုအဲ့ချိန်မှာသူ့ကိုဘယ်လိုလုပ်ရမလဲဆိုတာတော်တော်ကြီးကိုခေါင်းထဲမှာခဲသွားပြီးတော့သူတို့ပေးတဲ့အချိန်ပေါ့နော်ဘယ်နေ့ဘယ်နေ့မှာရိုက်မယ်ဆိုပြီးပြောတဲ့အချိန်မှာဒီရက်ပိုင်းလောင်းနဲ့ငါသူ့ကိုဘယ်လိုလုပ်ရမလဲပေါ့နော်ပရမအုဆုံးကအပုံမှန်ကအမစီကသတိတီးလုံးနဲ့လာအပ်လိုက်တာဆိုတော့လေအော်တိုကေပုံမှန်ဆိုကျွန်တော်ကတီးလုံးနဲ့လာအပ်တီးလုံးကိုပဲတစ်ခါတန်းတင်လိုက်တာမို့ကြည့်လိုက်တဲ့အချိန်မှာကျတော့မရတော့ဘူးသူ့ကိုကြပြလွတ်ကနေစပြီးတော့ ဂွင်ထိုင်တာကနေဆလောက်ရမယ်ဆိုတော့ဂွင်ထိုင်တဲ့နေ့တော့တော့သူတော်တော်ကြီးမျက်နှာညှိုးပြီးအိမ်ပြန်သွားတယ်သူရမ်းပင်ပန်းသွားတယ်ပေါ့နော်ဒါပေမဲ့သူရမ်းကြိုးစားတယ်အဲဆပြီးတော့တွေ့ရနေရလဲတင်ပေးပါရပါတယ်မိုးလုံးနိုင်ပါတယ်ဆိုတဲ့စကားလုံးကတော့အများအမ်းပြောတယ်အဲအရန်လဲလိန်ပါတယ်ပေါ့နော်အာပုံမှန်အောင်မကျွန်တော်တို့အရက်ပူတဲ့လူနဲ့အရက်ရှည်တဲ့လူပုံမှန်မင်းသမီးပေါ့နော်ကျွန်တော်တို့မြန်မာအကကနေမင်းသမီးတွေမှာတော့မအရက်ရှည်တဲ့လူတွေအတွက်ကပိုပင်မန်းတယ်ပေါ့နော်ကိုရညှို့ရတယ်ဆိုတော့ မိုးရဲ့ပထမဦးဆုံးနေ့မှာလဲပြီးတော့သူ့တီလုံးကကြာသူကပကံတီလုံးနေအရန်ပါတယ်ဒါပေမဲ့ပကံဝင်းဆောင်ကြောင်းလဲသူတို့ဟိုမဝစ်ဖြစ်ဘူးပေါ့နော်မဝစ်ဖြစ်တဲ့အနေထားလေးရှိခဲ့တော့ကဲမိုးဘယ်လိုလောက်ကြမလဲသူကအဲ့ဒီတီလုံးထဲမှာပဲသူရုပ်သေးလဲထည့်ခြင်းနဲ့ပကံလဲထည့်ခြင်းနဲ့ဟိုအရင်မြေဝိုင်းလဲထည့်ခြင်းနဲ့ဆိုโอเคအစုံကိုရအောင်တော့လုပ်ပေးမယ်တကွက်တကွက်လောက်စီလေးတွေပေါ့နော်အမရအောင်တော့ထည့်ပေးမယ်မိုးလုံးနိုင်ပါလားသူအသေးချာမေးရတယ်ချာမေးရောလဲ မိုးလောက်ပါမယ်မိုး तू อ่ะ तू อ่ะ तू စူးစမ်းပါမယ်စူးစမ်းပါမယ်စူးစမ်းပါမယ်ရာ तू ထက်ခါထက်ခါအမြဲတမ်းပြောရပေါ့เนาะအဲအဲ့ဒီကနေစပြီးတော့သင်ရင်းနဲ့ပဲပထမဦးဆုံးမှာကအဲသူတို့ကပကံလေးကိုစပြီးတော့သွားမယ်အမရေဆိုတော့ပြောရဲရတော့သူတို့ကပကံမှာသွားရိုက်မယ်ဆိုစကားလုံးလေးတွေတော့ပြောတယ်ပေါ့เนาะကျွန်တော်ကလည်းပကံမှာပဲရိုက်စေချင်ခဲ့တယ်ပေါ့เนาะဟိုမလုံရင်လည်းမလုံဘူးလုံတယ်ဆိုလို့ရှင်လည်းတတိချာချာလေးပေါ့เนาะဖြစ်ဖြစ်မြောက်မြောက်လေးဖြစ်သွားအောင်လို့ သူ့ကိုစပြီးတော့တင်လာတော့ပထမဦးဆုံးကအဲ့လိုမြေဝိုင်းပုံစံလေးအဲညင်ညင်ညောင်ညောင်လေးရင်သွားမယ်ပြီးတော့မှမိုးရေအလဲမှာရုပ်သေးလေးမှထည့်ပေးမယ်နောက်ဆုံးကြတော့မှပကံအကလေးကိုတေချာကကြမယ်ဆိုပြီးတော့လုတ်ဖြစ်သွားတယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ဟုတ်သူတို့ရဲ့ Cosmo Project အတွက်လို့တော့ပြောရရှင်ဟုတ်သူတို့ဟာပထမဦးဆုံးအာသူတို့ကအရင်ဆုံးသွားခဲ့တာကျွန်တော်ကနောက်မှပေါ့နော်အမအိုင်းရင်လိုက်မယ်မအိုင်းရင်မလိုက်ဘူးလို့သူ့ကိုအဲ့ဒါ surprise သွားလုပ်တာတကယ်တော့မိုးရေအမကဘလို့မှမအားဘူးမမလိုက်တော့ဘူးမိုးရေဆိုတဲ့အချိန်မှာ တော့သူ့စနေပဲသူတင်တာတကယ်လဲကျွန်တော်တို့ကလည်းမလိုက်ဘူးเนาะမလိုက်ဘူးသူတို့သွားရင်နေမှာလဲကျွန်တော်တို့ကမလိုက်လာဘူးပေါ့เนาะပကံမှာရိုက်မယ်ဆိုတော့သူတက်ရက်သေးအပြီးရိုက်တယ်လို့ဖြစ်သွားတော့ခလေးကနည်းနည်းတော့ပင်ပန်းသွားတယ်သူတို့အဓိကကတော့ပကံမှာကြတော့သူဖျားရည်နဲ့ share ရိုးတွေနဲ့လိုချင်ရတာဆိုတော့အနေထွက်ကောနေဝင်ရောယူမအောင်ရမှာအဲကျွန်တော်သူပြောတာသိရတဲ့လောက်ကတော့သူတို့မနေ့သုံးနိုင်လေးကစပြင်းနေနောက်၃နိုင်ရစပြင်းလဲ၅နိုင်ခွဲ၆နိုင်လောက်မှာကျွန်တော်တို့ပကံနေရတနေရပေါ့เนาะအဲ့ဒီနေရာကျွန်တော်စသွားတယ် စတော့အဲ့ဒီကနေစပြီးသူကလာကလာရတာကလာရတာနေကင်းထမင်းစားတဲ့ချိန်နားတယ်နားပြီးတော့ညနေကျတော့ညနေကျတော့သူ3နာရီ4နာရီလောက်စပြန်ထွက်တယ်ပြီးတော့အဲ့ညနေ6နာရီပေါ့နော်နေဝင်အမီကိုရိုက်တယ်ပကန်းနေရဆုံဆုံရိုက်တော့သူလည်းပြန်မှန်းပါတယ်တနေကုန်ကရသလိုဖြစ်သွားပါပေါ့နော်နေကင်းခဏလေးထမင်းစားနားပြီးတော့ပြန်တဲ့ချိန်မှာသူနားရသလိုဖြစ်သွားတယ်သူတရက်ထင်းနဲ့သူအပြေးရိုက်ခဲ့တာအဲ့ဒါလေးရတော့အဲ့ဒါအမှတ်တရပဲ ်ချိတ်တွေလည်းပြဲတယ်ချိတ်တွေလည်းပြဲပါတယ်သူဒူကောင်းတွေလည်းသူတော်တော်နာခဲ့တယ်အဲ့ဒါတွေတော့မှတ်မိတယ်အဲ့ဒါမိုးပုံမှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကအခုချိန်ထိကျွန်တော်ကိုကျွန်တော်ကဟိုဆရာပါဆိုပြီးကျွန်တော်တခါမှမပြောဘူးပေါ့နော်ဆိုတော့အဲကျွန်တော်ကိုယ်တိုင်လည်းလေ့လာနေတော့တင်ယူနေတော့စ조사နေတော့ဆိုတော့မိုးမိုးအဲ့လိုလုပ်မယ်လို့မထင်ခဲ့ဘူးမထင်ခဲ့ဘူးအဲ့ဒီနေ့ရလေမနေ့ပိုင်းတစ်ပိုင်းကျတော့ तू လည်းပင်မန်းနေတော့လေ तू ကနေ तू ဒါမဲ့ तू မနေ့ပိုင်းတော့ကျတော့ तू ပခုံးလေးကိုပုတ်ပြီးကျွန်တော်ကို तू အဲ့လိုဟို तू ကတော့လိုက်တယ်ပေါ့ तू လက်အုပ်လေးခြေပြီးတော့ ညနေကျတော့အဲ့ဒီဆန်းဆက်ကုန်မှာလူတွေတော်တော်များတယ်လူတွေတော်တော်များနေညနေကျတော့ပကံမှာနေဝင်စည်းလာဗလာကြည့်ကြတဲ့လူတွေကများတာ哦ဆိုတော့အဲ့ဒီနေ့ကသူ့တကယ်တော့ကျွန်တော်ကဘာလို့ပေးနေရလဲဆိုတော့သူ့အင်ကြီးမှာချိတ်လေးတွေတက်ပေးနေတယ်တက်ပေးနေတဲ့ချိန်မှာမိုးက လန်းကြောလိုက်တာအဲ့ဒါလေးကိုတော့သူ့အရန်ဟိုကျွန်တော်ကိုယ်လည်းအရန် surprise ဖြစ်သွားတယ်ပေါ့နော်ဆိုတော့လူတွေအများကြီးကြားထဲမှာသူ့အနေနဲ့ပေါ့နော်ဒါနဲ့ကျွန်တော်ကပြန်ဒီဟွာအရက်အသက်အပိုင်းခြားကြည့်ရင်လည်းသူနဲ့ကျွန်တော်တွေကငါးနှစ်၆နှစ်ပတ်ချလဲပဲကွာဆိုတော့သူအဲ့လိုလုံးမယ်လို့မချင်ခဲ့ဘူးပေါ့နော်အဲ့ဒါလေးကတော့မို့အရန်ချစ်ကြည့်တယ်မို့ကကျွန်တော်တယောက်တည်းမှမဟုတ်ဘူးသူ့ရဲ့တခြားသောဆရာတွေပေါ့နော်တခြားသောဆရာတွေကိုလည်းသူအဲ့လိုပဲသူတော်တော်စကားပြောနာထောင်တယ်ပြီးလို့ရှိရင် တခြားကျွန်တော်သင်ပူးတဲ့ကလေးတွေနဲ့တိတ်မတူတာအဲကြောင့် तू က तू မလုံနိုင်ဘူးဆိုတဲ့စကားလုံး तू တခေါက်မှမပြောဘူးမိုးရအောင်လုံးမှာနော်မိုးအတင်မင်းနော်မိုးတေချာကြည့်မှာ तू အဲ့စကား तू အများကြီးပြောအဲ့ဒါလေးရတော့ तू တော်တော်တခုခုပေါ့နော်အောင်မြင်မှုတော့ तू ရမှာပါ तू ဆရာသမား तू အရင်ယူသေးပါတယ်အများကြီးအားရတယ်ပေါ့နော်မိုးလည်းဒီနေရာနေတခါလေးပြောချင်တာကတော့မိုးအများကြီးကြိုးစားပေးခဲ့တယ်အဲ့အတွက်အမအများကြီးကျေးဇူးတင်တယ်အမ်အမတကယ်လို့မိုးရဲ့ဗီဒီယိုမှာလိုအပ်နေတာတွေရှိရင် မိုးရဲ့ပြိသက်တွေမိုးကိုချစ်ကြတဲ့သူ့ fan တွေပေါ့နော်ဒီဗီဒီယိုမှာလိုအပ်နေတဲ့ဟာလေးရှိလို့ရှိရင်ကျွန်တော်ညံသေးလို့ပါကျွန်တော်ဘက်ကလိုအပ်ချက်တွေရှိနေလို့ပေါ့နော်မိုးကအရန်ကြိုးစားခဲ့တယ်သူ့ကိုအရန် appreciate လုပ်တယ်အဲပြီးတော့သူဒီလိုမျိုးကျွန်တော်အကတခုတည်းမှမဟုတ်ဘူးတော့နော်တခြားအရာတွေအကုန်လုံးသူအများကြီးစူးစမ်းလာတာဖြစ်တဲ့အတွက်ကြောင့်အဲပြိုင်ပွဲဝင်နေဆိုရင်တော့အကုန်လုံးကတော့နိုင်ကျင်လေပေါ့နော်ဆိုတော့အကောင်ဆုံးစုကိုယူပြီးတော့မြန်မာနိုင်ငံကိုပြန်လာခဲ့ပါအဲ့ဒါလေးတော့ပြောချင်ပါတယ်ဆရာတယောက်အနေနဲ့ ပြောရင်ကတော့တပည့်ကိုထိတ်ဆုံးมาပဲမြင်ကြည့်มาတယ်။မို့အများကြီးချီးကျူးစကားပြောကျင်တာကတော့အဲ့လိုဂလန်ဂလန်ဂလာကြီးကနေပြီးတော့ပေါ့နော်။သူတိတိကျကျလေးဖျောင်းယုတ်လေးလို့ဖြစ်သွားတာ။ဒါပေမဲ့သူတောင်းတော့တောင်းနေသေးရပါတော့။ဒါပေမဲ့သူ့ရဲ့အရင်နဲ့သူအများကြီးချိုးခဲ့တာကျွန်တော်သိတယ်။အဲကျွန်တော်နဲ့ကျွန်တော်နဲ့အကတင်ပြီးရင်အိမ်ပြန်ရောက်ရင်လည်းသူကတစ်ချိန်လုံးကနေရ။သူ့အမေကလည်းကျွန်တော်ပြောတယ်။ဆယ်မိနစ်ညကမိုးပဲချိန်မအိပ်တယ်။နောက်နေ့တွေ့လို့ရှင်တော့အများရန်ပြောတယ်ဆိုတော့ ချီးကျူးပါတယ်အများကြီးကြိုးစားပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့မိုးအများကြီးလုံနိုင်မယ်လို့အမအမှန်တိုင်းပြောလို့ရှင်ရင်အများကြီးမမျှော်လင့်ခဲ့ဘူးဒါပေမဲ့တကယ်ပကံမှာစပြီးတော့သူနေထွက်တဲ့ချိန်မှာစပြီးကခဲ့တဲ့အချိန်ကနေစပြီးညနေအထိ ြည့်ခဲ့တဲ့အချိန်မှာမိုးဒီထမိန်အနားကိုပိုင်ပိုင်နိုင်နိုင်ခတ်ပေးသွားတာအမအများကြီးကျေးဇူးတင်တယ်။သူစပြီးတော့ကားတဲ့အချိန်တော့သူထမိန်အနားသူဘယ်လိုခတ်ရမှန်းမသိဘူး။သူ့ရဲ့ထမိန်အနားနဲ့သူကလည်းသူတယောက်တည်းပတ်ချာလေးလဲပြီးတော့ဝိုင်းကြီးပပတ်တူဝေဝေဖြစ်နေရတယ်ကိုကျွန်တော်အတိဆုံးဆိုတော့လေ။အဲ့တော့အမမိုးအများကြီးကျေးဇူးကြရတဲ့ကြောင့်အမကျေးဇူးတင်ပါတယ်။ဒီထက်မကမိုးအောင်မြင်ပါအောင်မယ်အောင်မြင်ပါလိမ့်မယ်အဲ့ဒါမှအများကြီးအနောက်ကနေပြီးတော့လဲမိုးကို support လုပ်ဖို့ရှိနေပါတယ်ပြောချင်ပါတယ်ရှင်